တရားဝင်ခွင့်ပြုမထားတဲ့ crypto assets တွေရောင်းဝယ်တာလွှဲပြောင်းတာတုံးလောင်သိမ်းဆည်းတာတွေမပြုလုပ်ရင်းနဲ့ဘန်တွေကနေတဆင့်တရားဝင်ငွေကြေးလွှဲပြောင်းတာကိုသာအသုံးပြုတင်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။ crypto currency ဈေးကွက်ဟာဈေးနှုန်းအလွန်အမင်းအတက်ကျမြန်ဆန်တာကြောင့်ရင်းနှီးမြှုပ်နှံသူတွေအတွက်ငွေကြေးဆုံးရှုံးနိုင်မှုတွေဖြစ်ပွားနိုင်တာအပြင်စည်းမျဉ်းတွေကြီးကြပ်ထိန်းချောင်းမှုနေတာ ် online security ကျိုးပေါမှုတွေဖြစ်ပေါ်နိုင်တာ hacking ခံရနိုင်တာတွေကြောင့်မိမိပိုင်ငွေကြေးတွေကိုလည်းဆုံးရှုံးစေနိုင်ကြောင်းဒါကြောင့်ပြည်သူလူထုအနေနဲ့ CBM ကတရားဝင်ခွင့်ပြုမထားတဲ့ crypto assets တွေရောင်းဝယ်တာလွှဲပြောင်းတာသုံးလောင်းသိမ်းဆည်းတာတွေမပြုလုပ်ရင်းနဲ့ဘဏ်တွေကနေတဆင့်တရားဝင်ငွေကြေးတွေလွှဲပြောင်းတာကိုသာအသုံးပြုတင်ကြောင်းဘ ਹੁ ဘဏ်ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က digital ငွေကြေးများ crypto ငွေကြေးအပါအဝင် online ဒါမှမဟုတ်ကိုရံရောင်းဝယ်တာကိုခွင့်ပြုထားခြင်းမရှိကြောင်း 2019ခုနှစ်မေ3ရက်ထုတ်သတင်းစာရင်းမှာကြေညာထားသလို digital ငွေကြေးများ crypto ငွေကြေးအပောင်းဝင်ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိသလိုထောင်ကိုရောင်းဝယ်လဲလှယ်တာတွေအတွက်ငွေကြေးရေးအဖွဲ့အစည်းတွေကိုခွင့်ပြုထားခြင်းမရှိကြောင်းအမိန့်ကြေညာစာကိုလည်း2020ပြည့်နှစ်မေ15ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။